ခါတုန်းကအသက်9နှစ်အရွယ်အာဖရိကကကလေးတယောက်ဟာ ပိုမိုကောင်းမွန်တဲ့ဘဝကိုရှာဖွေနိုင်မှုအတွက်အာဖရိကတိုက်ကနေဝီယောပါတိုက်ကို ပြောင်းရွှေ့ဖို့တယောက်တည်းနေရင်ပေါ်ပါလာခဲ့ပါတယ်။သူ့ရဲ့မိဘတွေကတော့လေရင်ပေါ်လိုက်ပါခဲ့ဖို့မတက်နိုင်ခဲ့တာကြောင့်မြို့တော်အပီဂျင်မှာပဲနေခဲ့ကြပါတယ်။ကလေးရဲ့လယ်ဘေးမှာတော့သူ့နမယ်ရဲ့သူ့ကိုလာကြုံမဲ့သူရဲ့နမယ်ရဲ့ကိုရေးသားထားတဲ့ကပြားလေးသာချိတ်ဆွဲထားခဲ့ပါတယ်။အဲ့ဒီချိန်ကဘယ်သူမှမသိသေးတာကတော့ ီကလေးဟာတစ်ချိန်မှာဘောလုံးသမိုင်းတစ်လျှောက်ထာဝရအကောင်းဆုံးသောတိုက်စစ်မှုတွေတဲကတယောက်ဖြစ်လာမယ်ဆိုတာပေါ့ဗျ။သူကတော့ DDR Drogba ပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Chelsea ပရိသတ်တွေရဲ့အချစ်တော်ကစားသမားကြီး DDR Drogba ရဲ့ဘဝဆက်ကြောင်းကိုပြပြဆုံဆုံတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe ပြုလုပ်ပေးပြီးတော့အစီအပြေ VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုပါရစေ။ဒါဆိုရင်စလိုက်ကြရအောင်ပါ။ ဗီဒီယိုအစမှပြောခဲ့သလိုပဲ drop by မိဘတွေဟာအသက်9နှစ်သားအရွယ်မှာပဲတယောက်တည်းလင်းရင်ပေါ်တင်ပေးလိုက်ပြီးတော့သူ့ဦးလေးရှိတဲ့ပြင်သစ်ကိုဘဝတိုးတက်ရေးအတွက်ပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီတော့က drop by အနေနဲ့သူဟာချိန်ကြရင်ဘောလုံးသမားတယောက်ဖြစ်လာလိမ့်မယ်လို့သူကိုယ်တိုင်လည်းမတွေးထားခဲ့သလိုဘောလုံးကစားဖို့ပြင်သစ်ကိုရောက်ရှိလာခဲ့တာလည်းမဟုတ်ပါဘူး။သူမိဘတွေဟာစီးရဲလွန်းတာကြောင့်သူတို့သားလေးအတွက်ပိုကောင်းတဲ့ဘဝတစ်ခုရရှိအောင်သာရည်ရွယ်ခဲ့ပြီးပညာသင်ဖို့ဆီလုခဲ့တာပါ။ ဒါပေမဲ့ဒါရီအားလုံးကအသက်9နှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့ဘလို့မှမလွယ်ကူခဲ့ပါဘူး။မိသားစုနဲ့ခွဲခွာခဲ့ရတဲ့ dropper အနေနဲ့ညတိုင်းတန်တန့်ငိုကြွေးခဲ့ရပါတယ်။ dropper ရဲ့ဦးလေးဖြစ်သူကတော့ professional ကစားသမား Michael Cooper ပဲဖြစ်ပါတယ်။ဒါကြောင့် dropper ဟာသူ့ဦးလေးအသင်းပြောင်းနိုင်မတူညီတဲ့နေရာဒေသတွေကိုခဏခဏရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။သူ့ဦးလေးက Brass, Angolim, Dankit စတဲ့အသင်းတွေကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဒါကြောင့်ဘောလုံးအကစားဟာ dropper နဲ့အစိမ့်တသက်ကြီးတော့မဟုတ်ခဲ့ပါဘူး dropper ရဲ့မိဘတွေက dropper ဘောလုံးကစားတာကိုမတားမြစ်ပေမဲ့ចောင်းစာကိုသာပုံမှုအလေးထားပါတယ်အကယ်၍ dropper သာចောင်းမှာစာမလိုက်နိုင်ခဲ့ရင်ဘောလုံးကစားတာပိတ်ပင်ခံရနိုင်တာမို့ចောင်းစာကိုဘောလုံးကနှစ်ခုမျက်မျက်တက်တက်လှုပ်ဆောင်ခဲ့ရပါတယ်ဒီလိုနဲ့၃နှစ်အကြာမှာတော့ dropper အနေနဲ့အင်ကိုလွမ်းဆွတ်တာကြောင့် Ivory Coast ကိုပြန်သွားခဲ့ပြီးမိသားစုနဲ့ပြန်လည်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာတော့ dropper အနေနဲ့ရက်ကွက်ထဲကတငယ်ချင်းတွေနဲ့ဘောလုံးကိုဆွဲဆွဲမြဲမြဲကစားခဲ့ပြီးဘဝကိုအေးအေးဆေးဆေးဖျက်သန်းနေခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာပဲ Ivory Coast မှာစီးပွားရေးကျဆင်းမှုထပ်မံဖြစ်ပွားခဲ့တာကြောင့် dropper ရဲ့မိဘနှစ်ပါးလုံးအလုံးလက်မဲ့ဖြစ်ခဲ့ရပါတယ်။ဒါကြောင့်ပဲ dropper အနေနဲ့ရွေးချယ်စရာမရှိခဲ့ပဲဦးလေးရှိတဲ့ပြင်သစ်ကိုနောက်တစ်ခါထပ်မံပြန်လာခဲ့ရပါတယ်။ပြင်သစ်ကိုပြန်ရောက်ချိန်မှာတော့ dropper အနေနဲ့ USC Dunkirk လူငယ်အသင်းမှာစတင်ဝင်ရောက်ကစားခဲ့ပါတယ်။ ဒါပေမဲ့သူလေးကြောင့်သာမဟုတ်ခဲ့ရင် dropper အနေနဲ့တိုက်စစ်မှုတယောက်ဖြစ်နေမှာလည်းမဟုတ်ပါဘူး။သူအနေနဲ့ညာနောက်ခက်လူအဖြစ်စတင်ကစားခဲ့တာဖြစ်ပါတယ်။သူညာနောက်ခက်လူအဖြစ်စတင်ကစားတာကိုမြင်သွားခဲ့တဲ့ Michael Gova ကသူ့ကိုယခုလိုပြောခဲ့ပါတယ်။မင်းအဲနောက်မှာဘာလုပ်နေတာလဲ။ရှစ်တက်ကစားဘောလုံးအားကစားမှာလူတွေကတိုက်စစ်ကစားသမားကိုပဲကြီးကြတာကွဆိုပြီးပြောဆိုခဲ့ပါတယ်။အဲ့ဒီစကားကပဲ dropper ကိုတိုက်စစ်မှုတယောက်ဖြစ်လာစေဖို့လုံလောက်ခဲ့ပါတယ်။ဒီလိုနဲ့ဘောလုံးအားကစားကိုထဲထဲဝင်ဝင်အားစိုက်တည်ယူနေတဲ့ တစ်ဖက်မှာတော့ចောင်းစာတွေအပေါ်မှာအာယုံမဆူဆိုင်နိုင်တော့ပဲဆံမွေးပွဲတွေကြားတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒီအကြောင်းကို IV course မှာရှိနေတဲ့သူမိဘတွေသိရှိသွားချိန်မှာတော့သူ့ကိုတူဦးလေးစီမှာမထားတော့ပဲမောင်နှမတူဝင်းခွဲတွေရှိနေတဲ့နေရာရှိကိုပြောင်းရွှေ့ပေးခဲ့ကဘောလုံးကစားခွင့်မှာတနည်းပိတ်ပင်လိုက်ပါတယ်။ဒီလိုနဲ့ drop အသက်15နှစ်ရောက်ချိန်မှာတော့သူမိဘတွေနဲ့မွေးချင်းမောင်နှမတွေဟာလည်းပဲပြင်သစ်ကိုပြောင်းရွှေ့အခြေချခဲ့ကြပြီးတော့ Paris မြို့နီနာကနေအိမ်တိတိလေးတစ်ခုမှာအတူတကွနေထိုင်ခဲ့ကြပါတယ်။ ိသားစုနဲ့တူတူနေထိုင်ပြီးတဲ့နောက်မှာတော့သူ့အနေနဲ့ semi pro အသင်းတစ်သင်းဖြစ်တဲ့ levelwise အသင်းမှာဝင်ရောက်ကစားခဲ့ပါတယ်။ဒါပေမဲ့နီးပြားရဲ့နှစ်သက်မှုကိုမရရှိခဲ့ပဲပထမအသင်းကြီးစီကိုဘလို့မှမဝင်ရောက်နိုင်ခဲ့ပါဘူး။အဲ့အပြင်ဒဏ်ရာတစ်ခုပြီးတစ်ခုရရှိကကြံ့ခိုင်မှုကလည်းအားနည်းခဲ့ပါတယ်။တခြားဘောလုံးသမားတွေနဲ့မတူတာက Drogba ဟာဘောလုံးအကယ်ဒမီစင်ကစားသမားမဟုတ်တာကြောင့်ခန္ဓာကိုယ်ကဘောလုံးသမားလို့ဖြစ်မနေခဲ့ပဲပုံမဆိုးရခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဘလို့စူးစမ်းစူးစမ်းဘာမှဖြစ်မလာခဲ့တာကြောင့် ဒရော့ပါအနေနဲ့ဘောလုံးအကစားဟာသူ့အတွက်မဟုတ်ဘူးလို့တွေးကတက္ကသိုလ်တက်ရောက်ဖို့ရွေးချယ်ခဲ့ပါတယ်။သူယူခဲ့တဲ့မေဂျာကတော့ accounting ဖြစ်ပြီးတော့ accountant အနေနဲ့ဘဝကိုရိုးရှင်းစွာပဲဖြတ်တန်းတော့မယ်လို့သူတွေးထားခဲ့တာပါ။တဖက်မှာလည်းသူ့အနေနဲ့ပြင်သစ်လီဂူတူအသင်းဖြစ်တဲ့လီမန်အသင်းနဲ့စာချုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့အသင်းကြီးအတွက်ကစားပေးဖို့ကတော့ဒရော့ပါအတွက်တကယ်ကိုအိမ်မက်အဖြစ်ရှိနေသေးပါပဲ။ဒီလိုနဲ့အသက်20တဲကိုဝင်ရောက်လာခဲ့ပြီးသူ့အိမ်မက်တွေဟာလည်းပဲဖြစ်မလာသေးချိန်မှာတော့ အကောင့်တန့်အနေနဲ့ဇက်သိမ်းသွားဖို့သာများနေကြတာပါဒါပေမဲ့လီမန်အသေးရဲ့နီးပြတ်ဖြစ်သူက drop ပါတာတကယ်စူးစမ်းရင်တကယ်ကိုကောင်းမွန်တဲ့ professional ကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ပြောဆိုခဲ့တာကြောင့် drop ပါအနေနဲ့နောက်ဆုံးတစ်ကြိမ်ထပ်မံစူးစမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့အသက်22နှစ်အရွယ်မှာတော့လီမန်အသင်းကြီးအတွက်ဒုတိယတန်း league မှာစတင်ပွဲထွက်ကစားပေးခဲ့ပါတယ်အဲဒီနောက်သူ့ဘဝရဲ့ပထမဆုံး professional ကစားသမားစာချုပ်လည်းချုပ်ဆိုခဲ့ပါတယ်အဲဒီအချိန်မှာပဲ drop ပါရဲ့ပထမဆုံးတားရောက်ကြလေးလည်းဖွားမြင်ခဲ့ပါတယ် ဒရော့ဘာကသူပထမရင်သွေးလေးဟာသူ့ဘဝရဲ့ပြောင်းလဲမှတ်ဖြစ်ခဲ့ပြီးပုံမိုကြိုးစားဖို့ခွန်အားများစွာရရှိခဲ့တယ်လို့လည်းပြောမှုပါတယ်။နောက်ရစီမှာတော့နီးပြဟာဘာလို့ဒရော့ဘာကိုယုံကြည်ခဲ့လဲဆိုတာကိုတက်တည်ပြနိုင်ခဲ့ပြီးပွဲ30ကစားက9ဂိုးတွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒါယာပြန်လဲရရှိခဲ့တာကြောင့်ပွဲထွက်ကစားသမားနေရာပြန်လဲပျောက်ဆုံးသွားခဲ့ပါတယ်။နောက်တစ်ရာစီမှာတော့သူ့အနေနဲ့7ပွဲသာကစားခဲ့ရပြီးတကိုးဘတ်တွင်းယူပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်ရသည်မှာတော့နေရာပြန်လည်ရရှိခဲ့ပြီးတွင်းကုန်ငါးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်ပြင်သစ်ပထမတန်းလိဂ်ကအသင်းတချို့ရဲ့အာယုံစူးစိုက်မှုကိုရရှိခဲ့ပါတယ်။အဲဒီတဲကမှ Green Gap အသင်းက Drogba ကိုခေါ်ယူစာချုပ်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ Drogba ကတတိပြပီးသားကစားသမားတယောက်မဟုတ်တဲ့အတွက်အချိန်အများစုကိုအရန်ခုံမာသာဖြတ်သန်းခဲ့ရပါတယ်။အဲဒီအချိန်သူ့ရဲ့အသက်ဟာ24နှစ်ရှိနေပြီဖြစ်ပါတယ်။သူ့ရဲ့ professional ကစားသမားဘဝပထမဦးဆုံးပွဲဦးထွက်ကိုတော့ မက်စ်အတင်းနဲ့ကစားခဲ့တဲ့အရေးကြီးတဲ့တန်းစင်းစုံတိုက်ပွဲမှာဝင်ရောက်ကစားခဲ့ပြီးတော့တွင်းကိုတကိုတွင်းယူပေးကအရေးကြီးတဲ့နိုင်ပွဲတစ်ပွဲရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနီးပြအနေနဲ့ Drogba အပေါ်မှာယုံကြည်မှုမရှိခဲ့တာကြောင့်အရန်ခုံမာတာအချိန်အများစုကုန်ဆုံးခဲ့ရပါတယ်။အဲဒီရာသီမှာဆက်တပွဲလာကစားပေးခဲ့ရပေမဲ့လည်းတွင်းကိုတွင်းယူပေးနိုင်ခဲ့ပါတယ်။ရာဇီကုန်ချိန်မှာတော့ဂွေငက်အသေးလဲတန်းတင်ကြံရင်နိုင်ခဲ့တာကြောင့် drop ပါအနေနဲ့အသေးပြောင်းသွားလိမ့်မယ်လို့ထင်ထားခဲ့ကြတာပါ ိုင်မဲ့လဲ Drogba အနေနဲ့တန်တရားရှိနေသူတွေကိုမာရင်ကြောင့်တက်တည်ပြဖို့နောက်တရသည့်အသင်းမှဆက်လက်ကစားခဲ့ပါတယ်။ဒီလိုနဲ့နောက်ရသည့်အဖွင့်ပွဲစဉ်မှာတော့ Drogba အနေနဲ့ Lyon နဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်မှာအရန်ကစားသမားအနေနဲ့စတင်ခဲ့ပါတယ်။ Guin Gam တို့လည်းတုံးကိုတို့နဲ့ရှုံးနေနေခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ Drogba အနေနဲ့လူစားဝင်လာခဲ့ပြီးတည်ကြစေမဲ့ Twin ကိုတို့တွင်းယူပေးခဲ့ပါတယ်။အဲဒီကနေစတင်ပြီး Drogba ဟာသူ့ဘလို့ကစားသမားမျိုးလဲဆိုတာကိုစတင်သက်သေပြနိုင်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာတော့အဲ့ချိန်ထိကစားသမားဘိုးကအကောင်းဆုံးရာသီကိုပိုင်ဆိုင်ခဲ့ပြီးပြင်သစ်ကစားသမား Florent Maluda နဲ့အကောင်းဆုံးတွဲဖက်ညီညီကစားက Gwen Camero ကိုအသင်းသမိုင်းတစ်လျှောက်အဆင်အမြင့်ဆုံးအဖြစ်အဆင့်ခုနဲ့ရာသီပိတ်သိမ်းစေခဲ့ပါတယ်။အဲ့ပြင် Drogba အနေနဲ့လည်း twin goal ပေါင်း16ဂိုးတိတိ twin ယူပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် Drogba ဟာဥရောပအသင်းကြီးတွေရဲ့အာရုံစူးစိုက်မှုကိုခံခဲ့ရပါတယ်။အဲ့ဒီအသင်းကြီးတွေထဲမှာ Ivory Coast နိုင်ငံမှာလူကြိုက်များကြတဲ့ ဒရော့ပါငယ်ကလေးကအိမ်မက်မက်ခဲ့ရတဲ့မာဆီလအတင်းလဲပါဝင်လာခဲ့ပါတယ်။ Ivory Coast မှာဘာလို့မာဆီလကိုကြိုက်ကြလဲဆိုရင်တော့ Ivory Coast လက်ထက်ကစားသမားဖြစ်တဲ့ Basil Polia မာဆီလအတင်းရဲ့သူ Champion League ဖလားကြီးကို1993ခုနှစ်မှာကင်မြောင်းနိုင်ခဲ့လို့ပါ။ဒီတစ်ချိန်မှာတော့မာဆီလအတင်းနဲ့ဥရောပအောင်မြင်မှုတွေထပ်မံရယူနိုင်မှုဒရော့ပါမှာလည်းအခွင့်အရေးတွေရှိနေခဲ့ပြီဖြစ်ပါတယ်။ဒရော့ပါဟာမာဆီလအတင်းကိုယူရို3.3သန်းနဲ့ပြောင်းရွှေ့လာခဲ့တာကြောင့် အားလုံးကဈေးကြီးလွန်းတယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒါကမာရင်းကြောင့် drop bar အနေနဲ့တက်တည်ပြနိုင်ခဲ့ပါတယ်။မာဆယ်မှကစားခဲ့တဲ့တခုတည်းသောရာသီမှာတော့လီဂူဝမ်ပွဲစဉ်35ပွဲကစားပြီး16ဂိုးထိသွင်းယူပေကထွန်းတောက်နိုင်ခဲ့ပါတယ်။အထူးသဖြင့်သူ့ရဲ့နေရာစုံကနေပုံစံမျိုးစုံနဲ့ကောင်းတိုက်နိုင်တဲ့စွမ်းရည်ကတမူထူးခြားခဲ့ပါတယ်။ drop bar အနေနဲ့အသင်းကိုအကောင်းဆုံးထန်းတင်ပေးခဲ့ပေမဲ့လည်းရာသီကုန်ချိန်မှာတော့မာဆယ်ရောအဆင့်ခွန်တဲ့သာရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။ ဒရော့ဘက်ကိုပို့ပြီးထင်ထင်ပေါ်ပေါ်ရှိစေခဲ့ပြီးလူရိုင်းရဲ့အာယုံကိုဖန်ဆားနိုင်စေခဲ့တာကတော့အဲ့ဒီနေ့ရဲ့ဥရောပပြိုင်ပွဲမှာဖြစ်ပါတယ်။မာဆင်လိုကချန်ပီယံလိအုပ်စုအဆင့်မှာရီယယ်မက်ဒရစ်၊ပေါ်တို၊ပါတီဇန်ဘဲလ်ဂရိတ်စားတဲ့အသင်းတွေနဲ့တအုပ်စုတွေကြာရောက်ခဲ့ပါတယ်။ဘဲလ်ဂရိတ်နဲ့ပွဲစဉ်မှာတော့ဒရော့ဘအနေနဲ့ hat trick သွင်းယူပေးနိုင်ခဲ့ပါတယ်။ပေါ်တိုနဲ့ရီယယ်မက်ဒရစ်တို့ကိုလည်းတကောစီသွင်းယူပြီးအုပ်စုပွဲစဉ်မှာစုစုပေါင်းသွင်းကုန်၅ဂိုးထိသွင်းယူပေးနိုင်ခဲ့ကအသင်းကြီးတွေရဲ့အာယုံစူးစိုက်မှုကိုရရှိခဲ့ပါတယ်။ အရင်နှစ်ကပေါ်တိုအသင်းကမော်ရီဟိုနဲ့အတူချန်ပီယံလိဖလားကိုရယူနိုင်ခဲ့တာဖြစ်ပြီး မော်ရီဟိုအနေနဲ့ဒရော့ပါကိုအဲ့ဒီအချိန်တွေကတိုက်နှစ်တက်ခဲ့တာဖြစ်ပါတယ်မော်ရီဟိုကဒရော့ပါကစားတာကိုမြင်သွားပြီးတဲ့နောက်မှာတော့ချက်ချင်းဆိုသလိုသူ့လူတွေကိုဒီကစားသမားကငါလိုချင်နေတဲ့ကစားသမားနဲ့ကွက်တိပဲလို့လည်းပြောဆိုခဲ့ပါတယ်ဒရော့ပါအနေနဲ့ချန်ပီယံလိအုပ်စုအဆင့်မှာငါကိုသွင်းပြီးအကောင်းဆုံးထန်းတင်ပေးခဲ့ပေမဲ့လည်းစင်မကောင်းစွာပဲမာဆေးလက်တင်ဟာအဆင့်၃ဒါရခဲ့တာကြောင့်ယူရိုပါလိကိုဆင်းကပ်ခဲ့ရပါတယ် ယူရိုပါလိပလေးအော့ဖ်မှာတော့မာဆယ်လိုကယူကရိန်းကလပ်နီပရိုတင်းနဲ့တွေ့ဆုံခဲ့ရာဒရော့ဘာအနေနဲ့တလုံးနဲ့သောအနိုင်ကိုကိုပနန်ဒီကနေတဆင့်သွင်းယူပေးခဲ့ပြီး၁၆တင်းရှုံးထွက်အဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်၁၆တင်းရှုံးထွက်အဆင့်မှာတော့ပရီးမီယာလိကလပ်လီဗာပူးလို့နဲ့တွေ့ဆုံနေခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာတော့ drop bar အနေနဲ့နှစ်ကြော်လုံးဂိုးသွင်းယူပေးနိုင်ခဲ့ပြီး quarter final ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ် quarter final မှာတော့ Marcelo ရင်ဆိုင်ခဲ့ရတာက Italy အင်အားကြီး Inter Milan တို့ဖြစ်ပါတယ် internet ပွဲစဉ်မှာတော့ ်ပင်ဂိုကိုသွင်းယူပေးနိုင်ခဲ့ပြီးမာဆဲလ်ရိုကိုဆီမီဖိုင်နယ်ထိပို့ဆောင်ပေးနိုင်ခဲ့ပါတယ်ဆီမီဖိုင်နယ်မှာပရီးမီးယားလိအသင်းတစ်သင်းဖြစ်တဲ့ညူကာဆယ်လိုနဲ့တွေ့ဆုံခဲ့ပါတယ်ပထမအကြိမ်မှာတော့ဒီနှစ်သင်းဟာဂိုးမရှိတည်ရလက်ထွက်ပေါ်ခဲ့ပါတယ်ဒုတိယအကြိမ်မှာတော့ဒရော့ပါအနေနဲ့မာဆဲလ်ရိုအတွက်သွင်းကိုနှကိုသွင်းယူပေးကယူရိုပါလိဖိုင်နယ်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်ဖိုင်နယ်မှာတော့မာဆဲလ်ရိုအနေနဲ့စပိန်ကလပ်လင်စီယာတို့နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့လည်းစိတ်မကောင်းစွာပဲဖလင်စီယာရုပ်ကိုဒူးစီးနဲ့ရှုံနေခဲ့ပြီးဒုတိယအနေနဲ့လာခြေနဲ့ခဲ့ရပါတယ် အဲ့ဒီမှာ Drogba အနေနဲ့ Champions League နဲ့ Europa League တို့မှာကစားခဲ့ပြီး Champions League မှာ9ဂိုး Europa League မှာ6ဂိုးအသီးသီးသွင်းယူနိုင်ခဲ့တာကြောင့်ဥရောပသွင်းကို17ဂိုးတိရှိခဲ့ပါတယ်လီဂူဝဲရဲ့တရားစီလို့အကောင်းဆုံးကစားသမားဆုရခဲ့တဲ့အဖြစ်မာဆယ်လိုအတွက်လည်းပြိုင်ပွဲဆောင်စုစုပေါင်း26ဂိုးတိသွင်းယူပေးနိုင်ခဲ့တာကြောင့်ဥရောပအသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်အဲ့ဒီထဲမှာမှ Drogba ကိုအထူးတလဲစိတ်ဝင်စားခဲ့တာကတော့ဥရောပမှာအင်အားကြီးအသင်းတစ်သင်းအဖြစ်တည်ဆောက်နိုင်ဖို့စိုင်းပင်နေခဲ့တဲ့ Chelsea ကိုဖြစ်ပါတယ် ချယ်ဆီရဲ့ပိုင်ရှင်သစ်ရုရှားပီလီယန်နာအီဗရာဟီမိုဗစ်အနေနဲ့လောလောလတ်လတ်ကမှချန်ပီယံလိဆူပလာပိုင်ရှင်နီးပြတ်ဖြစ်တဲ့ဟိုဆေးမော်ရီညိုကိုအသင်းစီခေါ်ယူထားနိုင်ပြီဖြစ်ပါတယ်။မော်ရီယိုကိုမိုဗစ်အနေနဲ့ကြိုက်တဲ့ကစားသမားလက်ညိုးထိုးခေါ်ယူဖို့လောက်ပိုင်ခွင့်ပေးထားခဲ့ပြီးပီတာချက်ရောဘင်ရီကာဒိုကာဗယ်လိုစတဲ့ကစားသမားတွေကိုခေါ်ယူထားပြီးပါပြီ။အဲ့ဒီနောက်မော်ရီယိုအနေနဲ့ဒရော့ပါကိုခေါ်ယူစာချုပ်ချောင်းပြောခဲ့တဲ့အခါမှာတော့ မိုဗဲအနေနဲ့သူကဘယ်သူလဲဘယ်အသင်းမှကစားတာလဲတခါမှမကြားဘူးဘူးစသဖြင့်ပြောဆိုခဲ့ပါတယ်အဲ့တော့မော်ရီယိုကဘာမှမပြောဘဲပတ်စံနာပေးလိုက်ပါလို့ပြောဆိုခဲ့သလိုမိုဗေးအနေနဲ့လည်းတကယ်ခေါ်ယူပေးခဲ့ပါတယ်။အဲ့ဒီချိန်ကဒရော့ပါအတွက်ချယ်ဆီတို့ဟာကလပ်အသေးရဲ့စံချိန်တွေပြောဆိုခြင်းဖြစ်တဲ့ပေါင်24တန်းအထိအသုံးပြုခဲ့ပါတယ်။အဲ့ဒီနောက်ဒရော့ပါဟာအဲ့ဒီချိန်ကပရီးမီးယားလိသမိုင်းမှာဈေးအကြီးဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒရော့ပါအနေနဲ့အသင်းဟောင်းကနီးပြတွေနာနီးစနစ်ပိုင်းတွေတေချာတင်ယူခဲ့ပါတယ်။ မော်ရီယိုနာကတော့ဘလို့အနိုင်ယူရမလဲဆိုတာကိုသင်ယူခဲ့ရတယ်လို့နောက်ပိုင်းမှာသူကပြန်ပြောပြခဲ့ပါဗါအဲပြင် drop bar ကခမ ्या ကိုဟိုဆင်းမော်ရီယိုကခေါ်ယူတာကိုဘလို့မှ no လို့ညင်းလို့မရနိုင်ပါဘူးလို့လည်းပြောဆိုခဲ့ပါဗါ drop bar ကိုခေါ်ယူခဲ့စဉ်ကမော်ရီယိုအနေနဲ့ယခုလိုလည်းပြောခဲ့ဘူးပါဗါကဘာပေါ်ကအကောင်းဆုံးကစားသမားကိုကျွန်တော်မလိုချင်ပါဘူးကျွန်တော်အတင်းအတွက်အကောင်းဆုံးဖြစ်မဲ့ကစားသမားကိုပဲလိုချင်တာပါအဲ့ဒီကစားသမားက DDR drop bar ပါပဲလို့ပြောဆိုခဲ့ပါဗါ drop bar အနေနဲ့ Chelsea ကစားသမားဘိုးကပထမဆုံးပွဲစဉ်ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာစတင်ကစားပေးခဲ့ပြီးတကောဖန်တီဘေးကအနိုင်ရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်။သူရဲ့ချယ်ဆီကစားသမားဘိုးကပထမဆုံးတွင်းကိုကိုတော့ပွဲစဉ်3ခရစ်စတယ်ပဲလစ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာစတင်တွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရာသီမှာတော့ဒယာပြဿနာတိတိလေးချိုးရှိခဲ့ပြီးမာဆဲလ်မာရုံးကလိုခြေစွမ်းမျိုးမရခဲ့ပဲတရာသီလုံးတွင်းကို၁၀ကိုသာတွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Drogba ရဲ့ Chelsea အသင်းအတွက်အရေးပါမှုဟာတွင်းကိုတွေထက်များစွာပိုပါတယ်။အဲ့ဒီရာသီမှာတွင်းကိုအများကြီးမတွင်းယူနိုင်ခဲ့ပေမဲ့ လီကပ်ဖိုင်နယ်လို့အရေးကြီးတဲ့ပွဲစဉ်မှာအချိန်ပိုတွင်းကိုတွင်းယူပေးနိုင်ခဲ့ပြီးချယ်ဆီကစားသမားဘုကပထမဆုံးဆုပလာကိုစုခူးနိုင်ခဲ့ပါတယ်။ချယ်ဆီကွင်းလက်ကစားသမားဖရန့်လန်ပတ်ကဒရော့ပါနဲ့ပတ်သက်လို့အခုလိုပြောဦးပါရစေ။တကယ်အရေးကြီးတဲ့ဖိုင်နယ်ပွဲတွေမှာဆိုရင်ကျွန်တော်တို့ကလုံးဝကိုမတူကွဲပြားတဲ့ဒရော့ပါကိုမြင်တွေ့ရပါတယ်။သူကတကယ်ကိုတားကောင်ကိုစာလောင်နေတဲ့တားရဲတကောင်လိုဖြစ်နေပြီးဖိုင်နယ်တိုင်းမှာလည်းတစ်ခုမဟုတ်တစ်ခုလှုပ်ပြတ်တတ်ပါတယ်လို့ပြောဆိုခဲ့ဦးပါရစေ။အဲဒီရာသီမှာချယ်ဆီရောအနေနဲ့ နှစ်90ကြာဝေးကွာနေခဲ့တဲ့ပရီးမီးယားလိဘလာကိုအဲ့ဒီချိန်ကဆန်တင်တင်ရမှတ်65မှတ်နဲ့သူစုခူးနိုင်ခဲ့ပါတယ်။အဲ့ဒါတွေမကသေးပဲတရားစီလုံးရှုံးပွဲတစ်ပွဲပဲရှိခဲ့သလို twin ကို15ကိုသာခွင့်ပြုခဲ့ရက25ပွဲတိတိ clean sheet နဲ့ရယူနိုင်ခဲ့ပါတယ်။ Champion League မှာလည်းပဲ semi final ထိတက်ရောက်နိုင်ခဲ့ပြီးတော့ Liverpool ရဲ့အငင်းပွားပွဲဂိုးနဲ့သူပြိုင်ပွဲကနေထွက်ခွာလာခဲ့ရပါတယ်။ နောက်ရသည်ဖြစ်တဲ့2005-2006ရာသီမှာတော့ Chelsea တို့ဟာရာသီတစ်ကို6ပွဲဆက်အနိုင်နဲ့စတင်နိုင်ခဲ့ပြီး Drogba အနေနဲ့လည်းအကောင်းဆုံးဆုံးခြေစွမ်းပြနေနိုင်ခဲ့ပါတယ်။အဲ့ဒီရာသီမှာ Drogba အနေနဲ့ Premier League တွင်ကို12ဂိုးအတွင်းယူပေးက14ဂိုးထိဖန်တီးပေးနိုင်ခဲ့ပြီးသူ့ရဲ့အရေးပါမှုကိုပြသနိုင်ခဲ့ပါတယ်။အဲ့ဒီရာသီမှာလည်းပဲ Chelsea တို့က Premier League ပလာကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့ပြီးနှစ်နှစ်ဆက်ဆုတ်ခူးနိုင်ခဲ့ပါဗျ နောက်ရသည်မှာတော့ Drogba အနေနဲ့တမိုင်းဝင် Tournament 17ကိုပြောင်းလဲဝှစ်ဆင်ခဲ့ပြီးကစားသမားဘဝအကောင်းဆုံးရာသီကိုဖျက်ဆီးနိုင်ခဲ့ပါတယ်အဲ့ဒီရာသီမှာ Drogba အနေနဲ့ရာသီအဆက်9ပွဲမှာ၅ဂိုးစတင်သွင်းယူပေးခဲ့ပါဗျ။အဲ့ဒီရာသီထဲမှာပဲ Drogba အနေနဲ့ Premier League ပထမဆုံး hat-trick အဖြစ် Watford အသင်းဘက်ကို၃ဂိုးသွင်းယူပေးခဲ့ပါဗျ။ အဲ့နောက်ပိုင်းပွဲစဉ်12ပွဲမှာလည်းပဲတွင်းကို10ကိုအထိတွင်းယူပေးနိုင်ခဲ့ပါတယ်။ရာသီကုန်ချိန်မှာတော့ Drogba အနေနဲ့စုစုပေါင်းတွင်းကို20ကိုတွင်းယူပေးကကစားသမားဘုရားပထမဆုံး Premier League ဖိနန်ဆုကိုရယူနိုင်ခဲ့ပါတယ်။နောက်ရာသီမှာတော့ Drogba အနေနဲ့ပြည်ရင်းဖလားပြိုင်ပွဲတွေမှာထွန်းတောက်ခဲ့ပြီး Final မင်းသားလို့ပြောရတော့ Final တွေမှာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ League Cup Final မှာ Arsenal ဘက်ကိုတွင်းကို2ကိုတွင်းယူပေးနိုင်ခဲ့သလို FA Cup Final မှာလည်းပဲ Manchester United ဘက်ကိုအချိန်ပိုနောက်ကျတွင်းကိုတွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် drop bar ဟာအင်္ဂလန်ပြည်တွင်းဖလားပြိုင်ပွဲနှစ်ခုလုံးမှာဂိုးသွင်းယူနိုင်ပြီးစူဖလားနှစ်ခုလုံးတစ်နှစ်တည်းဆွခူးနိုင်ခဲ့တဲ့ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီနေ့ရဲ့ပရီးမီးယားလိမှာတော့ drop bar အနေနဲ့ရာသီနောက်ပိုင်းအရေးကြီးပွဲစဉ်တွေဖြစ်တဲ့ Man U နဲ့ Arsenal တို့လိုပွဲစဉ်တွေကိုလွဲချော်ခဲ့တဲ့နောက် Chelsea တို့လည်းပဲပရီးမီးယားလိဖလားကိုမကာကွယ်နိုင်ခဲ့ပဲဒုတိယနေ့သာကျင်းပခဲ့ရပါတယ်။ drop bar အနေနဲ့တော့အဲ့ဒီရာသီမှာပြိုင်ပွဲစုံစုစုပေါင်းတွင်းကို33ကိုတွင်းယူပေးခဲ့ပြီး 1980နောက်ပိုင်းတရားဒီထဲမှာတွင်ကို30ကျော်တွင်ယူပေးနိုင်ခဲ့တဲ့ပထမဆုံးချက်စီးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့အာဖရိကရဲ့တနစ်တာအကောင်းဆုံးကစားသမားစုကိုလက်ခံရရှိခဲ့ပါတယ်။2006ခုနှစ်မှာတော့ Drogba အနေနဲ့ Ivory Coast အသင်းကိုကမ္ဘာ့ဘလတ်ချစ်စစ်ပွဲအောင်ဆူဒန်အသင်းကိုအနိုင်ယူပြီးကူညီပေးနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲပြီးတဲ့နောက်မှာတော့ Drogba အနေနဲ့ပိုမိုချီချူးတိုက်တဲ့လောက်ရက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့အဲ့ဒီပွဲစဉ်ပြီးမှသတင်းသမားတွေကိုအဝင်းလဲကန်းတဲ့ကိုခေါ်က drug bar နဲ့အတင်းသားတွေဟာတောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တာပါအဲ့ဒီကျဲ Ivory Coast ဟာပြည်ရင်းစစ်အတွင်းမှာရှိနေခဲ့ပြီးတော့နိုင်ငံတဲ့ Christian နဲ့ Muslim အင်အားစုတွေကြားတဲ့တင်းမမှုတွေမြင့်တက်နေခဲ့တာပါအဲ့ဒီလိုသတင်းသမားတွေကိုအဝယ်လဲကန်းတဲ့ကိုခေါ်ပြီးရဲ့နောက်မှာတော့ drug bar နဲ့သူ့ရဲ့အတင်းသားတွေဟာဒူတပတ်ထောက်ကဘာသာမတူညီကြတဲ့ကစားသမားတဦးနဲ့တူပခုံးဖက်ကဒီနေ့နိုင်ပွဲကဘာသာရေးနောက်ခံမတူညီကြတဲ့ Ivory Coast နိုင်ငံသားတွေဟာတနေရာထဲမှာစူးစူးစီစီနေနိုင်ကြတယ်ဆိုတာတသက်ပြလိုက်တာပါပဲ ခွင်လွတ်ကြပါခွင်လွတ်ကြပါခွင်လွတ်ကြပါဆိုပြီးနိုင်ငံရေးအကြမ်းဖက်မှုတွေကိုရက်ပြီးငြိမ်းချမ်းပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲကိုလက်ခံကြပါဆိုပြီးသတင်းမီဒီယာတွေကနေထုတ်လွှင့်ခဲ့တာပါအာဖရိကန်တွေဟာဘောလုံးအားကစားကိုအယူအမှုယူသွတ်ကြတာကြောင့် Drogba ရဲ့တောင်းဆိုမှုဟာအရာထင်ခဲ့ပြီးငြိမ်းချမ်းမှုရကရွေးကောက်ပွဲဖြစ်မြောက်စေခဲ့ပြီးသူ့နိုင်ငံအတွင်းစစ်မီးငြိမ်းစေခဲ့ပါတယ်2009-2008ရာသီမှာတော့ Chelsea တို့ကရာသီအစအထနေခဲ့ပြီး September လထဲမှာပဲ Mourinho ကိုထုတ်ပယ်ခဲ့ပါဗျ။ မော်ရီယိုထုတ်ပယ်ခံရချိန်မှာစိတ်ထိခိုက်ခံစားခဲ့ရဆုံးသူကတော့ drop ပါပါပဲမော်ရီယိုချဲလ်စီကထွက်ခွာသွားချိန် drop ပါကယခုလိုပြောခဲ့ဘူးပါတယ်ဒီဟာက era တစ်ခုအဆုံးသက်သွားသလိုပါပဲကျွန်တော်မျက်လုံးမှလည်းမျက်ရည်တွေပြည့်ပဲဒီဟာကတကယ်ကို shock ရစေပါတယ်ကျွန်တော်ပြောစရာစကားတော့မရှိပါဘူးဒီလိုရက်ရောက်လာလိမ့်မယ်လို့လည်းကျွန်တော်မတွေးထားမိပါဘူးဒါကကျွန်တော်တို့နဲ့အသင်းအတွက်တကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပါသူမရှိပဲကျွန်တော်ချဲလ်စီအသင်းအတွက်ဆက်ပြီးကစားပေးနိုင်မလားဆိုတာတော့မသေးချာတော့ပါဘူး ဒီမှာအောင်မြင်မှုတွေရယူနိုင်မှုခွန်အားတွေယုံကြည်မှုတွေပေးရခဲ့တာကသူပါသူကကျွန်တော်အတွက်တော့နီးပြတ်တောက်တဲ့ပုံပြီးတကယ်ကိုဖခင်တယောက်လိုပါပဲလို့ဝမ်းနည်းစွာဖွင့်ရခဲ့မှုပါတယ်မော်ရီယိုမရှိတဲ့နောက်ဒရော့ဘာအနေနဲ့လည်း2008ရာသီမှာစုစုပေါင်းတွင်ကို၈၉သတွင်ယူပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနှစ်ရဲ့ချန်ပီယံလိဆီမီဖိုင်နယ်မှာတော့ဒရော့ဘာအနေနဲ့အရေးပါတဲ့တွင်ကို၂ဂိုးတွင်ယူပေးခဲ့ပြီး Chelsea သမိုင်းတစ်လျှောက်ပထမဆုံး Champions League Final ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ် final မှာတော့ Manchester United တို့နဲ့တွေ့ဆုံခဲ့ပြီးပွဲချိန်တွင်တည်ရကြခဲ့တာကြောင့် penalty အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ Drogba အတွက်စိတ်မကောင်းစရာကတော့အနီကပ်ပြပြသားထုတ်ပယ်ခံခဲ့ရတာကြောင့်သူအသင်းရှုံးနိမ်သွားတာကိုဘေးနားကနေထိုင်ကြည့်နေဖို့ပဲတတ်နိုင်ခဲ့ပါတယ်။နောက်ရသည့်အဆမှာတော့ Drogba အနေနဲ့ဒဏ်ရာပြဿနာနဲ့ပွဲပယ်ဖြစ်တဲ့တွင်ကြောင့်ယာစီစပွဲစဉ်အချို့ကိုလွဲချော်ခဲ့ရပါတယ်။ အဲ့ပြင်းနီးပြလူးဝစ်စကိုလာရီအနေနဲ့ဒရော့ဘတ်တဲ့နီကိုလတ်စ်အန်လကာကိုပုံမူဦးစားပေးခဲ့တာကြောင့်ချယ်ဆီကစားသမားဘဝအမောင်မိုက်ဆုံးနေ့ရက်တွေကိုဖျက်ဆီးခဲ့ရပါတယ်။အဲ့ဒီနောက်ယာဒီဝက်မှာပဲနီးပြစကိုလာရီကိုထုတ်ပယ်ခဲ့ပြီးနီးပြတဲ့ဟိတ်တန်နဲ့အစားထိုးခဲ့ပါတယ်။သူ့လက်ထက်မှာတော့ဒရော့ဘတ်အနေနဲ့ပုံမှန်နေရာပြန်လည်ရရှိလာခဲ့ပါတယ်။ပရီးမီးယားလိမှာတော့သူ့အနေနဲ့ပွဲကစားချိန်အနည်းငယ်သာရရှိခဲ့တာကြောင့်တွင်ကို၅ကိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။ Africa Final မှာတော့ Final မင်းသားလို့ဆိုတဲ့အတိုင်းပဲ Everton ဘက်ကိုကိုသွင်းယူပေးခဲ့ပြီး Suplas စုခူးစေခဲ့ပါတယ်။နောက်ရသည်မှာတော့နီပြတ်တဲ့အဖြစ် Carlo Ancelotti ရောက်ရှိလာခဲ့တဲ့နော်။ Drogba ရဲ့ကစားသမားဘဝဟာလည်းပဲတဖန်ပြန်လဲလင်းလက်လာခဲ့ပါတယ်။ Carlo လမ်းအောင်မှာ Drogba အနေနဲ့ပထမဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်၁၁ပွဲဆက်တိုင်း Twingo ဒါမှမဟုတ် Goal ဖန်တီးမှုတစ်ခုမဟုတ်တစ်ခုတိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပါတယ်။အဲ့ဒီရာသီကတော့သူ့ရဲ့ကစားသမားဘဝအကောင်းဆုံးရာသီတွေကတရာသီဖြစ်ခဲ့ပြီး ရီးမီးယားလိတွင်ကို26ဂိုးသွင်းယူကဒုတိယမြောက်ရွှေဖနက်စုကိုသိမ့်ပိုက်နိုင်ခဲ့ပါတယ်။ချယ်ဆီရောကအဲ့ဒီရာသီမှာတော့ပရီးမီးယားလိဖလားကိုပြန်လည်သိမ့်ပိုက်နိုင်ခဲ့ပါတယ်။ဒရော့ပါအနေနဲ့လည်း final minute ဆိုတဲ့ဂုံပုတ်ကိုဆက်လက်ထိန်းသိမ်းခဲ့ပြီး FA Cup final မှာတလုံးတည်းသောအနိုင်ကိုကို free kick ကတဆင့်သွင်းယူပေးကပြည်ရင်းဖလားနှလုံးစုခူးစေခဲ့ပါတယ်။အဲ့ဒီရာသီမှာဒရော့ပါအနေနဲ့ပြိုင်ပွဲဆုံးစုစုပေါင်းတွင်ကို38ကိုတွင်ယူပြီး14ကိုဒီပန်တီပေးနိုင်ခဲ့ပါတယ်။နောက်ရာသီမှာတော့ Chelsea တို့က Torres ကိုအသင်းထံခေါ်ယူခဲ့တာကြောင့် Drogba ရဲ့ပွဲကစားချိန်ကလည်းပဲအကန့်အသတ်ရှိခဲ့ပါတယ်။အဲ့အပြင်ခေါ်ယူထားတဲ့ Torres ကခြေစွမ်းမပြနိုင်ချိန် Drogba အနေနဲ့ငှက်ပြားရုပ်ကခံစားခဲ့ရတာကြောင့်ပွဲစဉ်တော်တော်များများလွဲချော်ခဲ့ပြီး Chelsea တို့ကလည်းရလပိုင်းဆိုးရွားကနီးပြကာလိုအန်ဆိုလော့တီလည်းပဲထုတ်ပယ်ခံခဲ့ရပါတယ်။အဲ့တော့ Villa Boss ကနီးပြတဲ့အဖြစ်ခံခဲ့ပါတယ်။သူလည်းပဲရလပိုင်းဆိုးရွားခဲ့တာကြောင့်ယာတီမကုန်ခင်မှာတင်ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက်နှစ်နောက်ဆက်နှစ်အာဖရိကဖလားကို Ivory Coast အသင်းနဲ့တွားရောက်ရှင်ပြိုင်ခဲ့ပြီး final ထိရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့လည်း penalty လွဲချော်ပြီးရှုံးနေခဲ့ရပါတယ်။ Chelsea ကိုပြန်လည်ရောက်ရှိလာချိန်မှာတော့သူရဲ့နီးပြတ်တရာ Roberto Di Matteo ဖြစ်ပါတယ်။နှစ်နောက်ဆက်တစ်ဆက်နှစ်ရာသီမှာ final ရောက်တိုင်းခြေစွမ်းပြတဲ့ Drogba အတွက် FA Cup final နောက်တစ်ခုကထပ်မံဆောင်ဆိုင်နေပြီး Drogba အနေနဲ့ပုံမှန်အတိုင်းပဲ goal သွင်းယူပေးခဲ့ပြီး surplus စုခူးစေခဲ့ပါတယ်။ နောက်ဆက်တစ်ဆက်နဲ့ရာဒီကိုချယ်ဆီပရိသတ်တွေအများရဲ့မှတ်မိနေတဲ့အကြောင်းအရာကတခုပဲရှိပါတယ်။အဲ့ဒါကတော့ချိုမြိန်လုံးတဲ့ချန်ပီယံလိအောင်ပွဲဖြစ်ပါတယ်။အဲ့ဒီနဲ့ချန်ပီယံလိမှာချယ်ဆီတို့ဟာအန်ဒါဒေါ့အသင်းတစ်သင်းဖြစ်ရှိနေကြတာပါ။အဲ့ဒီအပြင်အဲတုန်းကချယ်ဆီအသင်းဟာလည်းပဲဒရော့ပါချယ်ဆီကိုစရောက်ခရဲကအားအနေဆုံးအသင်းဖြစ်နေကြတာပါ။ဒါပေမဲ့လည်း Chelsea တို့က finality တက်ရောက်နိုင်ခဲ့ပြီး Bayern တို့နဲ့တွေ့ဆုံနေခဲ့ပါတယ် ပိုပြီးဆိုးတာကဘိုင်ယန်တို့ကချန်ပီယံလိဖိုင်နယ်ကိုအင်္ဂွင်းပရိသတ်ရှိမှကစားရမှာဖြစ်တာကြောင့်ဘသူကမှချယ်ဆီတို့ကိုချန်ပီယံလောင်းတွေအဖြစ်မသတ်မှတ်ခဲ့ကြပါဘူးအကယ်၍ပွဲစော့ကစားချိန်မှာလည်းပဲဘိုင်ယန်တို့ကသာအသာစီးရယူကစားခဲ့ပြီးပွဲစဉ်83မိနစ်မှာသောမတ်မူလာကဘိုင်ယန်တို့အတွက်ဥဆောင်ကိုစတင်သွင်းယူပေးသွားခဲ့ပါတယ်သူတို့ထဲမတွက်မိတာကတော့ဖိုင်နယ်ပွဲစဉ်တွေကိုပဲရွေးပြီးဂိုးသွင်းလေးရှိတယ်ဒီတရား drop ပါချယ်ဆီတို့ဘက်မှရှိတယ်ဆိုတာပေါ့ပါအားလုံးကဘိုင်ယန်မြူးနစ်အနိုင်ရရှိသွားပြီလို့ထင်နေကြပါပဲ ဖိုင်နယ်မင်းသားကြီးဟာချေပါကိုကစားခဲ့ကြပါတယ်အချိန်ပေါ်မှာတော့ဘိုင်မြူနစ်စတိုပတ်ကပနတီကအဲ့ဒီတော့တည်ကြခဲ့တာကြောင့်ပနတီအဆုံးအဖြတ်ခံယူရဖို့ဖြစ်လာပါတယ်ဒီတစ်ချိန်မှာတော့ဒရော့ပါဟာပနတီကန်သွင်းမဲ့လူစင်းနဲ့ပါဝင်လာခဲ့ပါတယ်ဒရော့ပါကပဲနောက်ဆုံးပနတီကိုဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီတဲ့နော်ချယ်လ်စီတို့ကလည်းပဲဥရောပချန်ပီယံဖြစ်လာခဲ့ပါတယ် အဲဒီနောက်မှာတော့ Drogba Chelsea နဲ့အတူရနိုင်တဲ့များ Supla အားလုံးရယူနိုင်ခဲ့တဲ့ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ် Chelsea နဲ့အတူ Champion League ရယူနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ Drogba ဆန်ရုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့်တရုတ်လိဂ်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်အရိကနဲ့တစင် Turkey Club Galatasaray ကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်အဲဒီမှာတော့ပွဲ53ပွဲကစား20ဂိုးသွင်း73ဂိုးဖန်တီးပေးကခြေစွမ်းပြနိုင်ခဲ့ပါတယ်ဒီလိုနဲ့ကစားသမားဘဝနေဝင်ခြင်းကိုဖျက်ဆီးနိုင်စေမှာပဲ မော်ရီယိုဟာချယ်ဆီကိုနီးပြအဖြစ်ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာပြီးဒရော့ဘာကိုချယ်ဆီထံပြန်လည်ခေါ်ယူခဲ့ပါတယ်။ဒရော့ဘာရဲ့ဒုတိယအကြိမ်အိမ်ပြန်ခရီးမှာတော့ပထမအကြိမ်လောက်ကစားကွင်းတွေမရရှိခဲ့ပေမဲ့ကစားကွင်းရတဲ့အချိန်တိုင်းမှာချယ်ဆီတို့ကိုအကျိုးပြုနေစေဖြစ်ပါတယ်။အဲ့ဒီရာသီမှာလည်းပဲချယ်ဆီတို့ဟာမော်ရီယိုနဲ့အတူပရီးမီးယားလိဂ်ပလာကိုကင်ပြောင်းနိုင်ခဲ့ပါတယ်။ပရီးမီးယားလိဂ်အပြင်လိကပ်လည်းဆုတ်ခူးနိုင်ခဲ့ပါတယ်။အဲ့ဒီတော့ရာသီကုန်ချိန်မှာတော့ဒရော့ဘာအနေနဲ့ချယ်ဆီကနေထွက်ခွာလာခဲ့ပါတယ်။ ड्रगबा छेल्सी जामा पि तुइंगो बाउटिया ngaज खनो गो तुइ युपेगे बारे एरेगा मा कोगो गुरो फाइनल पोजे नेमा तुइ युपेगे राबा အဲ့ပြင် drop ပါဟာ Africa Final ၄ခုမှာ go twin you ပေးနိုင်ခဲ့တဲ့တူရီသောကစားသမားလည်းဖြစ်ပါတယ်။ League Cup Final ၃ဝဲမှာ go twin you ပူးတဲ့ကစားသမားဟာလည်းပဲ drop ပါတယောက်ပဲရှိပါတယ်။ Super League ဖြစ်တော့ Premier League ၄လုံး၊ FA Plus ၄လုံး၊ League Cup ၃လုံး၊ Community Shield ၄လုံးနဲ့ Champion League ၃လုံးတို့ကိုစုခူးပေးနိုင်ခဲ့ပါတယ်။ ဒရော့ပါငငယ်တုန်းက Ivory Coast ကကလေးငယ်တွေဟာမာဆယ်လက်တင်ဂျာစီကိုဝစ်ဆင်ခဲ့ကြပေမဲ့အခုဆိုရင်တော့ Chelsea အင်ဂျီကိုပြောင်းလဲဝစ်ဆင်နေကြပြီဖြစ်ပါတယ်။ဒရော့ပါ Chelsea ကနေထွက်ခွာလာပြီးတော့ MLS Class Montreal အသင်းအတွက်ကစားပေးခဲ့ပါတယ်။အဲဒီမှာလည်းပဲ42ပွဲကစား23ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဒီနောက် USL အသင်းတစ်သင်းဖြစ်တဲ့ Phoenix Rising အသင်းကိုပြောင်းရွှေ့ကစားခဲ့ပြီးအဲ့မှာပဲအနားယူခဲ့ပါတယ်။ဘောလုံးလောကကနေအားယူပြီးနောက်ပိုင်းမှာတော့ drop bar အနေနဲ့အားကစားကနေတစင်ငြိမ်းချမ်းရေးလုပ်ငန်းတွေဆောင်ရွက်ပေးရင် သူဟာဘောလုံးကွင်းတွင်းနဲ့ကွင်းပြင်ပမှာခြားနားမှုတွေကိုလုံဆောင်ပေးနိုင်တဲ့သူတယောက်ဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။တကယ်ကိုသူရဲကောင်းစစ်စစ်တယောက်ပါပဲ။အစိုးရကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယို